ျွန်တော်တို့နှစ်စင်ကျင်းပါလေးရှိတယ်ခရစ်မတ်ပွဲတော့ရိုးရှင်းတဲ့မွေးနေ့ပွဲတသက်မဟုတ်ပါဘူးဒါဟာရှေးခေတ်ရိုးရဒလေးတွေဘာသာရေးယုံကြည်ချက်တွေနဲ့တမားရဲ့လွမ်းမုံမှုတွေရောနှောပေါင်းဆက်ထားတဲ့အောက်ဘယ်အခမ်းအနားကြီးဖြစ်ပါတယ်ခရစ်တော်မွေးဖွားခြင်းကိုအတိအကျမှတ်တမ်းတင်ဖို့ဘယ်သူမှမတတ်နိုင်ခဲ့ပါဘူးဒါပေမဲ့ခရစ်နှစ်400ဆုရောက်တဲ့အခါယောမချက်ကဒီဇင်ဘာ25ရက်ကိုရွေးချယ်ခဲ့ပါတယ်။ဒီရဟာယောမရဲ့နေနဲ့ဖျားပွဲတော်ကျင်းပတဲ့နေ့နဲ့တိုက်ဆိုင်နေခဲ့ပါတယ်။ ဒါဟာခရိယန်ဘာသာကိုအားကောင်းစေတဲ့ပြည့်ရန်တစ်မျိုးပါပဲအယူမားနေတဲ့နေကိုကူးဝဲတဲ့ပွဲတော်နေရာမှာယေရှုခရစ်တော်ဟာလောကရဲ့တရားအလင်းရောင်ဖြစ်မေဖွားခဲ့တယ်ဆိုတဲ့အတိတ်ပဲကိုအစားထိုးထည့်သွင်းခဲ့တာဖြစ်ပါတယ်ခရစ်စမတ်ဇလန်ရဲ့အစစ်မှန်စတင်ရာကတော့ရှင်လုကာခရစ်ရင်ကျမ်းအရာယောမအေဂရစ်ဩဂတ်စတကတကောင်စီရင်ကောက်ယူဖို့မိတ်ချမှတ်ခြင်းကနေစပါတယ် ။ဒါကြောင့်ယောသနဲ့ကိုဝင်ဆောင်မာရီတို့ဟာနာဇွက်ကနေဘက်လင်မြို့စီမဖြစ်မနေခရီးနေခဲ့ရပါတယ်။တဲခွန်ခံတွင်ပြည်နေလို့နွားတင်းကုတ်ထဲမှာပဲမွေးဖွားခဲ့ရတဲ့အဖြစ်ပြဟာခရစ်တော်ရဲ့နှိတ်ချခြင်းကိုဖော်ညွှန်းနေပါတယ်။ရှမတဲ့ခရစ်ကျမ်းမှာဖော်ပြထားတဲ့အရှိတိုင်းကပညာရှိများရဲ့ဇက်လန့်လေးအရေးပါပါတယ်။ထုံလင်းနေတဲ့ကျဲတလုံးကိုကြည့်ပြီးခရစ်တော်ကိုလာရောက်ပူဇော်ခဲ့ကြပါတယ်။သူတို့ယူဆောင်လာတဲ့ရွှေလော်ဘန်နဲ့မူရန်တို့ဟာခရစ်တော်ကိုဘုရင်ဖျားသခင်နဲ့ အသေးခံမဲ့သူအဖြစ်အတီးတီးကိုစားပြုပါတယ်။ခရစ်စမတ်ရဲ့လက်ရှိပုံစံဟာ19ရာစုဗစ်တိုးရီးယားခေတ်မှာအဓိကပုံစံချခဲ့ပါတယ်။1849မှာဗြိတိန်ပြည်မှာ Queen Victoria ရဲ့ခင်မိုးတော်ဖြစ်တဲ့ Prince Albert ဟာဂျာမနီရိုးရာဓလေ့ဖြစ်တဲ့ခရစ်စမတ်သစ်ပင်ကိုဗြိတိန်မှာမိတ်ဆက်ခဲ့ပါတယ်။ထိုချိန်မှစ၍ခရစ်စမတ်သစ်ပင်ဟာ ဥရောပနဲ့အမေရိကကိုလင်းမြစွာပြန့်နှံ့သွားခဲ့ပြီးယနေ့ခေတ်ခရစ်စမတ်ရဲ့အထင်ကျသင်္ကေတဖြစ်လာခဲ့ပါတယ်။တပင်ကိုအသုံးပြုခြင်းဟာရှေးခေတ်ဆော်ရီပွဲတော်တွေမှာအတ္တတာမယမနာတည်မြဲနေခြင်း internal life ကို ကိုးစားပြုတဲ့အစဉ်စိမ့်လန်းတဲ့တပင်များကိုအသုံးပြုခဲ့တဲ့ဒလိကနေဆင်းသက်လာခဲ့တာလည်းဖြစ်ပါတယ်။ ဆန္ဒကလော့ရဲ့မူလစင်မြစ်ကတော့400စုနစ်ကသူရကီပီမှာစိတ်နီကိုလက်ဆိုတဲ့ဘုံတော်ကြီးပဲဖြစ်ပါတယ်။သူဟာလူဝတ်စွာပေးကမ်းတတ်သူစင်ရသားနဲ့ကလေးတွေကိုကူညီတတ်သူဖြစ်နာမည်ကြီးခဲ့ပါတယ်။နှစ်ပေါင်းများစွာကြာတော့ dash လူမျိုးတွေကသူ့ကိုစင်နာ class လို့ခေါ်ရကနေဆန္ဒကလော့အဖြစ်ပြောင်းလဲသွားခဲ့ပြီးအထူးသဖြင့်19ရာစုအမေရိကန်စာပေတွင်းနဲ့ကြော်ညာတွေကြောင့်ယနေ့ခေတ်ပုံစံကိုရရှိခဲ့ပါတယ်။ ဒါကြောင့်ခရစ်စမတ်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကြောင်းကဖြစ်ပျက်ခဲ့တဲ့ဘာသာရေးဖြစ်ပျက်ကိုအမတ်ရစေတဲ့အပြင်ရှေးအောင်ရိုးရာဒလိတွေနဲ့ခေတ်သစ်အလတရားတွေရောနှောထားတဲ့ပွဲတော်ကြီးဖြစ်ပါတယ်။ခရစ်စမတ်ရဲ့အတိတ်ပဲကတော့မျောလင့်ခြင်း၊ငြိမ်းချမ်းခြင်း၊ပေးကမ်းခြင်းနဲ့ချက်ချင်းမေတ္တာကိုဖြန့်ဝေဖို့ပဲဖြစ်ပါတယ်။ဒီနေ့ခရစ်စမတ်မှာတမိုင်းကြောင်းရဲ့နှစ်နှစ်မှုကိုခံစားရင်ပျော်ရွှင်စွာဆင်နွှဲနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ ခုလိုခရီးယာတွေနဲ့ဆိုင်တဲ့ဘုံကြောင်များကိုလှိလာတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကြီးရှုမိတာတို့ရဲ့ဆွေးနွေးကိုရတ်ခင်ကောင်းကြီးပြပါစေ။